ိနစ်80ကျိုကဗျာများလူလူကောင်းဆောင် နိုင်ငံတော် တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာလာမယ့်ဇွန်လ16ရက်မှာအသက်80ပြည့်ပါပြီသူ့ရဲ့မွေးနေ့အကျိုးဂုဏ်ပြုစာကလေးကိုအခုကစရေးပါမယ်ဒီတော့ကဗျာဆရာကြီးကသူ့ကိုဘယ်လောက်ကြည်ညိုကြသလဲသိလိုတာမို့ကျွန်တော်ရှာတော့ကဗျာဆရာမိုးစော်ရဲ့ကဗျာကိုတွေ့ပါတယ်ဖယင်းခု ရဲ့ရည်ဥကြငိုရတယ်ကဗျာကဗျာကောင်းစဉ်က အမေလို့အမိရပါတယ်အမေသမီးတယောက်အနေနဲ့အဖေကိုစွန့်လွတ်ခဲ့တယ်ဇနီးတယောက်အနေနဲ့ခင်မုန်းကိုစွန့်လွတ်ခဲ့တယ်မိခင်တယောက်အနေနဲ့ရင်သွေးတွေကိုစွန့်လွတ်ခဲ့တယ်လူသားတယောက်အနေနဲ့စီးစိမ်တွေကိုစွန့်လွတ်ခဲ့တယ်မိမသားတယောက်အနေနဲ့လူခွင့်ရေးတွေကိုစွန့်လွတ်ခဲ့တယ် အသက်ရှင်လျက်စွန့်လွတ်ခဲ့ရခြင်းများပါ သူလုံးဝမစွန့်လွတ်ခဲ့တာကတော့ကျွန်တော်တို့ပြည်သူတန်း90မိုးစောမိုးစောရဲ့ကြပြအပါအဝင်ကြပြရှား66ဦးရဲ့ဒေါ်စု66နှစ်မွေးနေ့ကြပြများတယ်မှာမိုးစောရဲ့ကြပြကိုပေါ်ပြလိုက်တာပါဒီကြပြကိုဒေါ်စန်းစုကြည်98နှစ်ပြည့်ကြပြရုပ်ပွဲဗီဒီယိုဖိုင်မှာ Facebook ထဲမှာတွေ့တယ်။အဲ့ဒီမှာဒေါ်လန်ကဗျာဆရာငိမ့်တက်ကမိုးစော်ရဲ့အမေခေါင်းစဉ်နဲ့ကဗျာကိုရွတ်ဆိုခါတာပါ။သူရွတ်တာကိုကျွန်တော်ကစာရိုက်ကူးယူခဲ့တာပေါ့။ဒေါ်ဆန်းစုကြည်80ပြည့်ဟာ လာမယ့်ဇွန်19မှာကြာရောက်ပါတော့မယ်။80အမေကို ကျိုးစိုးဂုဏ်ပြုကြမယ်။ဒါကြောင့်ကဗျာလူလူစာလူလူတပုတ်အခုတင်မယ်ကျွန်တော်ကအောက်ပါအတိုင်းရေးချလိုက်ပါတယ်။ခေါင်းစဉ်က သူတော်စင်ပြီးခင်ထောင်ရွေးဝင်သွားမိမသားစီရောင်းစားချဲတိုင်မဟုတ်ပြီးထောင်ရွေးဝင်သွားမိမသားစီကြားဖြန့်ခေါင်းဆောင်မဟုတ်ပြီးထောင်ရွေးဝင်သွားမိမသားစီဘိန်းစားဘိန်းရောင်းမဟုတ်ပြီးထောင်ရွေးဝင်သွားမိမသားစီလတ်စားလှုပ်စားမဟုတ်ပြီးထောင်ရွေးဝင်သွားမိမသားစီတိုင်းသားလူလူကောင်းစားမှုအတွက်သူ့ဘဝပေးစတဲ့နေသူ တူတော်စင်မကြီးဖြစ်ပါသည်။ပေါင်တူဂျွန်၁၉တွင်80ပြည့်မီအမေတို့ဒေါ်ဆာစုကြီးကိုသူ့မွေးနေ့အတွက်၃လအလိုမှာကျွန်တော်ပေါင်တူကအထက်ပါတိုင်းရေးပါတယ်။ဒေါ်စုအတွက်ကျွန်တော်ရေးတဲ့ကြ བྱ ာကတိတ်ကောင်းလာတာမဟုတ်ပါဘူး။ပေါင်တူဆိုတာကြ བྱ ာဆရာမှမဟုတ်ပဲ။ဒါကြောင့်ဒေါ်စုမွေးနေ့အကျိုးကြ བྱ ာဆရာစစ်စစ်တည်းရဲ့ကြ བྱ ာတွေကိုဆက်ပေါ်ပြပေးပါဦးမယ်။ ပထမဆုံးမိုင်းဝင်စာစုကြီးမင်းသူဝင်ရဲ့ကြံပြားကိုဖော်ပြပေးလိုက်ပါတယ်။မွေးနေ့ဆုတောင်းကျေးဇူးအောင်ပန်းရဲစင်မြန်းသည့်အောင်ဆန်းစုကြီးရဲဇာနီကိုရန်ပြည်တော်ချစ်သူများကဒိုအားတို့ရင်တို့အရှင်ကိုကြီးရှင်စေသောမာစေသောဟုမွေးသောနေ့မှာတို့သူသာသည့်မြစ်တာကြည်လင်ရွှေရွှင်ပို့တောင်းပြိုးအိုးဝေတွန်စီဖို့ မြတ်စုမုံကောင်းတောင်းကြစုမင်းသူဝန်1990ပြည့်နှစ်ဇွန်လ19ရက်ကြာရောက်တဲ့ဒေါ်ဆန်းစုကြည်ရဲ့45နှစ်မြောက်ဝင်းနေ့အတွက်စတ်ဆူခဲ့တာပါရဲဇာနီတို့အရှင်ဘောဟာရတွေကိုဆရာကြီးမင်းသူဝန်ကတလေးတစားသုံးစွဲထားတာကိုအများကနှစ်သက်ကြပါလေတမိုင်းဝင် စာဆိုတော်ကြီးမင်းသူဝန်ကတော့အခုလိုကြပြာဆက်ဂုံပြုတ်ပေးကြရတယ် ဒေါ်အောင်ဆန်းစုကြည်ပါတကားနောက်တစ်ပုဒ်ကတော့ကြ བྱ ာဆရာအောင်ဝေးရဲ့ကြ བྱ ာပါ2023 June 19ကြာရောက်တဲ့ဒေါ်ဆန်းစုကြည်98နှစ်ပြည့်မွေးတဲ့ကိုကျိုးစိုးဂုဏ်ပြုကြ བྱ ာပေါ့ကြ བྱ ာခေါင်းစဉ်ကစပယ်လူဦးစပယ်နှစ်ပွင့်ညကပွင့်နေတပွင့်ဖျားတင်နေတပွင့်ဒေါ်အောင်ဆန်းစုကြည်တင်နေဆရာအောင်ဝေးဟာကြ བྱ ာကြီးအများကြီးကြီးတယ် ဗျာဆောင်းတွေလည်းအများကြီးထုတ်တယ်။88နှစ်မြောက်အမေစုမွေးတဲ့အတွက်ဆရာအဝေးရဲ့နောက်ထပ်ကဗျာငုတ်ကတော့ခေါင်းစဉ်ကခန်းထားတဲ့လရောက်။သူကငါတို့ရင်ုံကလှန်ကိုနှုတ်ပေးခဲ့။ငါတို့ကသူ့နောက်ကျောစိုက်နေတဲ့ဓာတ်ကိုပေးလို့ယေရှုတရားဆိုတာခန်းထားတဲ့လရောက်။နောက်ဖေးလန်းကြကခွေးတွေကဟောင်းနေအောင်ပါပဲ။အောင်ဝေး ချစ်ခင်လေးစားရပါတော့ကိုအောင်ဝေးရဲ့မြေစုဂုံပြုပပြားနှစ်ပုတ်ကိုခေါ်ပြအပြီးမှာမြမသမိုင်းဝင်စားစုတော်ကြီးရှရာကြီးတင်မိုးရဲ့ဒေါ်စုဂုံပြုပပြားလေးကိုလိုက်ရှာပါလေဒီတော့ဒေါ်ဆန်းစုကြီး98နှစ်ပြည့်ကပြားယူပွဲဗီဒီယိုဖိုင်ကို Facebook မှာတွေ့တယ်အဲ့ဒီမှာဒေါ်လန်ကပြားရှရာမုံလွမ်းကြီးကရှရာတင်မိုးရဲ့ထားဝစဉ်ခေါင်းစဉ်နဲ့ကပြားကိုရွတ်နေပါတယ် ကဗျာရဲ့ခေါင်းစဉ်ကထောင်စဉ်နဲ့လူလူခေါင်းဆောင်မေစုကိုထောင်စဉ်လေးစားတံမိုးထားတဲ့သဘောကဗျာပါဆာရိုဂျီတင်မိုးရဲ့ကဗျာပါဆရာမွန်လန်းဒီကဒီကဗျာကိုဘာကြောင့်ရွတ်တယ်ဆိုတာကိုဤတန်းပြိုပြောခဲ့ပါသေးတယ်ဒီလိုပြောခဲ့တဲ့အကြောင်းအရာကိုနောက်ပိုင်းမှာဖော်ပြပြပါမယ်ဆရာမွန်လန်းဒီရွတ်တာကိုကျွန်တော်ကစာရိုက်ကူးယူခဲ့တာကိုအခုဖတ်ပြပါမယ်ကဗျာခေါင်းစဉ်က how was it မမြင်ရလဲတင်းကရဲဘော်ပဲမကြားရလဲအနားကရဲဘော်ဟာတင်းမတွေ့ရလဲမနှိကအတိုင်းပဲနှိရကြလဲသစ္စာမပြတ်အောင်မေ့လျက်နေတသက်သက်ပါလွမ်းဆိုတကဘဝကိုမြုပ်အလုလုသည်ဝိမုတ်တီလန်ထောက်စဉ်တင်မိုးတင်မိုးပြေသတင်းစာဆရာကြီးပန်တာဝူဒီဦးဝင်းတင်ကလည်းဒေါ်ဆန်းစုကြည်ကိုအခုလိုမွေးနေ့ကုန်ပြီပြပြရေးခဲ့ပါတယ် ဒီကဗျာကို2012ခုနှစ်ဇန်နဝါရီလ16ရက်ထုတ် Energy Arbor ဒီလိုင်းစာဆောင်အတွဲတိမှတ်တင်မှာဖော်ပြခဲ့တယ်။ဒါကြောင့်69နှစ်ပြည့်အကျိုးဘုံပြုကဗျာပေါ့။ကဗျာကောင်းစဉ်ကမီးဖျံနေကကြာရဲဆွေးညံစီတာမကြောက်တရားတိကဗျာမီးလျံကြားကကြာရဲဆိုတာရဲရင်ချင်းဇွဲဆိုတာဆွဲမြင်ချင်းညံဆိုတာ ဉာဏ်ပညာကြီးမားခြင်းစီးဆိုတာစီးကမ်းရှိခြင်းတာဆိုတာတာဝန်သိခြင်းတာဝန်ယူခြင်းတာဝန်ခံခြင်းဦးဝင်းတင်ရဲ့ကြပါပါကြီးသူကိုချစ်သောကြီးသူကချစ်သောအမေဒေါ်အောင်ဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့အကျိုးကြပါလေးကိုပထမပိုင်းအဖြစ်ရှားဖွေပေါ်ပြလိုက်တယ်ကွာပိုင်းတစ်ဖြစ်ပါလေဒီထဲမှာဆိုရင်ကြပါဆရာတွေတစ်ကြတယ်မိုးစောမင်းသူဝအောင်ဝင်း တင်မိုးနဲ့ဝင်းတင်တို့ရဲ့ကြော်ရည်ဟူတွေ့ရပါပါဆရာငင်းတိရဲ့ဇွန်၁၉မီနဲ့စုမွေးနဲ့ဂုံပြုတ်ကြားတပုတ်လဲပြထားပါလေကိုငင်းတိရဲ့ကြော်ကိုစု၈၀မွေးနဲ့ဂုံပြုတ်ဆောင်းပါအပိုင်းနှစ်မှာပေါ်ပြပေးပါမယ်အခုကတော့အဆုံးတတ်လိုက်ပါပြီခင်ဗျာစုမေမာတာမွေးနေ့လျာအတွက်ကြော်များစွာတွေ့ထားပါသည်ဆက်ရေးမြတ် စောင့်ဖတ်ကြပါကျွန်တော်မောင်တူးပါ